ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှတော့အခုလိုပူပြင်းတဲ့ရာသီဥတုနဲ့အရန်ကိုလိုက်ဖက်တဲ့ချိုချိုအေးအေးအုံစိမ့်တာကိုကြောက်ကြော်ဖြော်ရည်လေးအိမ်မှာလည်းလောက်တော့ဖြစ်ပါတယ်ရှင်ဖြွာအလုံးနီလေးကိုတစ်ခါတည်းညှပ်ဝေးပေးထားပါတယ်နော်ကဲဒါဆိုအလုံးနီလေးကိုတည်ရအောင်ဖြွေးဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင်ပထမဆုံးဖြွေးကိုကြောက်ကြော်ဖက်လေးပြူလုံးရံအတွက်ရေ1လီတာလောက်ကိုအိုးတလုံးထဲကိုထည့်ပေးလိုက်ပါတယ်မီလီလီနဲ့ဆိုလို့ရှိရင်တော့1000မီလီလီပေါ့နော်ဘီယာနဲ့ဖြွေးကကြောက်ကြော်မှုန့်ကိုထမင်းစားစုံမောင်းမောင်းတစုံစားလောက် ိုထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့သူ့ကိုဖြိုးလို့7မိနစ်လောက်ပေါ့နော်။နှက်ထားပေးလိုက်ပါမယ်ရှင်။ဒီမုတ်ချိုလေးရဆိုလို့ရှိရင်အနက်လေးရမှွေပြီးတော့ချိုချိုအေးအေးလေးနဲ့အရန်ကိုတောက်လို့ကောင်းပါတယ်နော်။ကံဖြူလို့နှက်သွားလိုက်တာ7မိနစ်လောက်ရပြီဆိုလို့ရှိရင်တော့သူ့ရဲ့ဖြူကအကြာထမင်းစားဆုံးနဲ့သုံးဆုံးစားလောက်ကိုထည့်ပေးရနဲ့တမတော်အောင်နည်းနည်းလေးမှွေထားပေးလိုက်တယ်။ပြီးရင်တော့မြို့ပေါ်တင်ပြီးတော့ဖြူတို့ဒီကြောက်ကြော်အိုလေးရပါတော့ပြစ်ပြီးတော့ပပွက်ဆူလာတဲ့အထိတည့်သွားပေးလိုက်ပါမယ်ရှင်။ ဒီဗီဒီယိုလေးကတော့သတင်းကျွတ်တဲ့နေရာလောက်စာဖြစ်တာလေးပေါ့နော်ဒီနေ့မှတင်ရတာဖြစ်ပါတယ်သတင်းကျွတ်နေ့မှာအမေလဲလာတာနဲ့အမေကတော့ရင်းနေပေါ့နော်ဖြူပါဒီမုတ်ချိုလေးကိုလှုပ်ကြည့်ဖြစ်ပါရဲ့ရှင်ဒီမောက်လေးကိုဖြိုးလို့နေပူတဲ့ချိန်လေးပေါ့နော်နေ့လေနေ့ခင်ဖက်လေးလောက်ဆိုင်တော့အရန်ကိုအဆင်ပြေပါတယ်ဒီမောက်လေးကိုတောက်လိုက်တဲ့ချိန်မှာချိုချိုအေးအေးနဲ့အနှက်လျားမှွေပြီးတော့ပေါ့နော်အပြင်ကပြန်လာတဲ့သူတွေဆိုလို့ရှိရင်တော့အရန်ကိုအမောပြေမှာတေးချပါတယ် ဖြိုးလို့ချိုးသွားပေးလိုက်တာကြောက်ကြော်ဦးလေးကနည်းနည်းလေးဖြစ်ပြီးတော့စူလာပြီဆိုလို့ရှိရင်တော့သူ့ကိုခွက်လေးဟဲကိုထည့်ပေးလိုက်ပါမယ်နော်ဖြိုးကတော့ဒီတစ်ခေါက်မှဒီကြောက်ကြော်ကိုနှစ်ယောင်လောက်မှဖြစ်တဲ့အတွက်ခွက်လေးနှလုံးသားကိုမြန်မြန်တက်တက်လေးထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ဖြိုးတို့ကိုကြိုက်တဲ့အရာဖူကလာဆိုးဆေးကိုထည့်ပေးလိုက်ပါမယ်နော်ဒီနေရာမှာအရာမထည့်ချင်ရင်မထည့်လည်းရပါတယ်ရှင်ဖြိုးကတော့ပန်းရောင်လေးနဲ့အစဲရောင်လေးကိုသုံးထားပါတယ်ရှင်ဒီနေရာမှာအရာကိုကြတော့ကိုကြိုက်တဲ့အရာကိုသုံးနိုင်ပါတယ်နော်ဆိုးဆေးကိုထည့်ပေးတာနဲ့သမတော်အောင်ခုလိုမျိုး ေပေါ့နော်ဝေထားပေးလိုက်ပါတယ်။တမတော်ပြီဆိုလို့ရှိရင်တော့ကြောက်ကြောကိုလုံးဝအေးပြီးတော့ခဲသွားတဲ့အထိအေးခံထားပေးလိုက်ပါမယ်ရှင်။ကြောက်ကြောအေးခံထားရင်းနဲ့တာကိုကြိုပေးရန်တွယ်ပွက်ပွက်ဆူတဲ့ရင်တွေဦးထဲကိုတာကိုကိုဒီဟင်းခက်တဲ့ဆုံးနဲ့နှစ်ဆုံးနဲ့တဝက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့တမတော်ဟောင်းဝေထားပေးလိုက်ပါမယ်ရှင်။ ခဏလောက်မှွေပေးရတဲ့ဖြူရသူ့ကိုဖုံးလင်းအုပ်ပြီးတော့မိခိုက်အေးလင်းနဲ့15မိနစ်လောက်ပြုတ်ထားပေးလိုက်ပါတယ်ကျုပ်ထားတဲ့သားကိုလည်း15မိနစ်လောက်ရပြီဆိုလို့ရှိရင်တော့ဖြူတို့နည်းနည်းလေးသမာတော့အောင်ဝေထားပေးလိုက်မယ်။ပြီးရင်တော့မီးကိုပိတ်မယ်။ပြီးလို့ရှိရင်အဖိုးလေးအုပ်ပြီးတော့နောက်ထပ်သူ့ရဲ့အဖူချိန်လေးနဲ့15မိနစ်လောက်နှက်ထားပေးလိုက်ပါတယ်။ ကဲဖြိုးလို့နှက်သွားလိုက်တာ15မိနစ်လောက်ရပြီဆိုလို့ရှိရင်တော့အဖိုးလေးဖွင့်ကြည့်မယ်ပေါ့နော်။တာကုံမျက်စိလေးတွေလည်းကြောက်နေပြီဆိုလို့ရှိရင်တော့ဖြိုးလို့ဒီတာကူကိုရေအေးလေးနဲ့နှစ်ရေလောက်ဆေးချပြီလို့ရှိရင်တော့ရေစစ်ပစ်ထားလိုက်ပါမယ်ရှင်။ ပြီးရင်တော့ဖြူတို့ခဏအေးခဏတဲ့ကြောက်ကြောကိုလာကြည့်ပေးလိုက်ပါမယ်။ကြောက်ကြောလေးတွေလည်းအေးပြီးတော့ခဲနေပြီဆိုလို့ရှိရင်တော့ဖြူကဒီတေမိုသေးချစ်တဲ့ချစ်လေးနဲ့ပေါ့နော်။အခုလိုမျိုးလေးချစ်ထားပေးလိုက်ပါအဲ။ဒီနေရာမှာအတုံးလေးတွေတုံးမဲ့ဆိုလိုက်ရပါရဲ့နော်။ဖြူကတော့ဒီအတုံးလေးနဲ့စာရင်အခုလိုမျိုးလေးချစ်ချစ်ပြီးတော့ထက်သုံးတာပို့ပြီးတော့စာကောင်းတယ်လို့ခံစားရတယ်ပေါ့နော်။ပို့ပြီးတဲ့စာလို့ကောင်းပြီးတော့ပို့လဲလှတယ်ပေါ့နော်။တေမိုသေးချစ်တဲ့ချစ်လေးနဲ့ဖြူကအခုလိုမျိုးလေးချစ်သွားပေးလိုက်ပါရဲ့ရှင်။ တည်နေထားဆိုလို့ရှိရင်တော့အသားလေးရချီပြီးစားလို့ကောင်းတယ်ဖြူတို့ရဲ့ကြော်ဖက်လေးတွေရရပေါ့နော်အားလုံးလည်းစိတ်သက်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြူတို့ဖြော်မဲ့ခွက်ထဲကိုပြုတ်ထားတဲ့တာကိုထည့်မယ်ပြီးရင်တော့ကြောက်ကြော်ဖက်လေးတွေကိုထည့်ပြီးလို့ရှိရင်တော့ချက်ထားပြီးသားအုံစိတလုံးစာကိုပါထည့်ပေးလိုက်ပါတယ်ပြရနဲ့ဒီနုစီကိုတပူးစာလောက်ကိုထည့်ပြီးတော့အုံစိတလုံးစာအုံရည်ကိုထည့်ပေးလိုက်ပါတယ်မီလီလီနဲ့ဆိုလို့ရှိရင်5မီလီလီလောက်ရှိပါတယ်နော်နောက်ဆုံးကြမှာနှုတ်ဆိုင်ကိုဖြူတို့ကိုလိုအပ်တဲ့လောက်ထည့်ပေးလို့ရှိရင်တော့တမတော်အောင်မှုသွားပေးလိုက်ပါမယ် ရှင်ဒီဒီထားဆိုလို့ရှိရင်တော့အနက်လေးကတော်တော်လေးကိုမှွေးနေပါပြီ ကြည့်ပါအောင်အရောင်စင်းလျာဆိုလို့ရှိရင်လည်းအရန်ကိုစားချစ်စရာကောင်းပါတယ်နောက်တစ်ခုကကြောက်ကြောက်ဖက်လေးတွေကအရန်မမပဲနဲ့ပေါ့နော်အီအီလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ကဲပြုတို့အားလုံးကိုတမတော်အောင်ဝေသွားပေးလိုက်မယ်အားလုံးလက်နှက်သွားပြီဆိုလို့ရှိရင်တော့ရတာမြည်ပေးလိုက်ပါမယ်နော်ဒီနေ့မှအချိုးတွေပါရပေါ့ရင်ထပ်ထပ်ပေးနိုင်ပါတယ်ရှင်ဖြိုးလည်းနှုတ်စီနှဲငယ်ကိုထပ်ထပ်ပေးထားလိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးထပ်သွားလိုက်တာနှုတ်စီတပူးစာလောက်ရှိပါတယ်နော်တကြတော့မထဲတော့ဘူးပေါ့နော်ဒီနှုတ်စီကိုပဲအတိအကသုံးထားပါတယ်ရှင် ပြီးရင်တော့အားလုံးကိုသမတော်အောင်ပြန်ဖွဲ့ပေးလိုက်မယ်။ခရရသားလည်းလုံးဝအဆင်ပြေပြီဆိုလို့ရှိရင်တော့ချိုချိုအေးအေးလေးနဲ့အရန်ကိုတောက်လို့ကောင်းတယ်။ပြို့လို့ရဲ့အုံစိတ်တာကိုကြောက်ကြောက်ဖြော်ရည်လေးရတော့တောက်လို့ရပါပြီရှင်။စားလို့လည်းကောင်းပြီးတော့လုံနီလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့ညွှန်လင်းပါတယ်ရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြိုရနောက်ဘီဒီယိုတစ်တည်းမှာပြန်ဆုံကြမယ်နော်။အားလုံးပဲဘိုင်ဘိုင်